မဆုံးသတင်းအနေဖြင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးပျက်စီးသွားတဲ့မြင်ကွင်းကိုကျောင်းသားအောင်တူကလူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်ယခုနှစ်မှာနှစ်ပေါင်းတရာတက်တန်းရှိတဲ့မန္တလေးတက္ကသိုလ်ပင်မဆောင်ကမီးလောင်ပျက်စီးခဲ့ရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ငလင်လှုပ်ခတ်ချိန်မှာပဲငလင်တန်းခံခဲ့ရတဲ့ပင်မဆောင်ဟာအဲဒီအဆောင်မှာရှိတဲ့ဓာတ်ပစ္စည်းတွေအခန်းပြောင်းထားရမှာ ငလင်လှုပ်ကပ်ချိန်မှာပောက်ကွဲမှုဖြစ်ခဲ့တယ်လို့လဲအဲ့ဒီနေရာကိုကိုယ်တိုင်ရောက်ရှိခဲ့သူចောင်းသားဟောင်းတူကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါတယ်။မန္တလေးတက္ကသိုလ်ဟာရန်ကုန်တက္ကသိုလ်ပြီးရင်မြန်မာနိုင်ငံမှာဒုတိယမြောက်တည်ထောင်ခဲ့တဲ့တက္ကသိုလ်ဖြစ်ပြီး1925ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့တခုတည်းသောတက္ကသိုလ်ဖြစ်တဲ့ရေစင်းဆိုင်ပြိုးရေးတက္ကသိုလ်စတင်တည်ထောင်ရာတက္ကသိုလ်လည်းဖြစ်ပြီးဒုတိယကဘာစစ်မဖြစ်ခင်ကပင်စိုက်ပျိုးရေးတက္ကသိုလ်အဖြစ်မန္တလေးတက္ကသိုလ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးတော့နောက်ဆက်တွဲအန္တရာယ်ဖြစ်တဲ့မီးလောင်ကျွမ်းမှုကြောင့်မန္တလေးမြို့ရဲ့ကျုံးမြို့ရိုးနဲ့အတူထင်ရှားလာတဲ့အမှတ်အသားတစ်ခုဖြစ်တဲ့တိုင်လုံးကြီးတွေ၊လေကားကြီးတွေနဲ့စိမ်ပန်းပင်တွေကြားခမ်းနားလာတဲ့မန္တလေးတက္ကသိုလ်ပင်မဆောင်ဟာမီးလောင်ကျွမ်းခဲ့ရတာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကအုပ်စိုးနေသည်၍ဘယ်ချိန်ဘယ်ကာလမှာပြန်လည်တိဆောက်နိုင်မလဲဆိုတာမှန်းဆလို့မရအောင်ရှိနေပါတယ်လို့ဆိုထားပါတယ်ခင်ဗျာ